ရခိုင်ပြည်နယ်တွင်းကစစ်ဘေးဒုက္ခသည်စခန်းတစ်ခုမှာရခိုင်ကအစိုးရတွေဝတနာရှင်တွေကဒုက္ခသည်တွေကိုတီးဆိုဖျော်ဖြေနေတာပါဒါဟာဒုက္ခသည်တွေရဲ့အခက်ခဲတွေဒုက္ခတွေနဲ့မွန်ကျက်မှုတွေကြားမှာခဏတာစိတ်ထွက်ပေါက်တစ်ခုလည်းဖြစ်စေပါတယ်ဒီဖျော်ဖြေမှုကိုရခိုင်မှာလူသိများတဲ့အစိုးရအာကြီးကအဓိကဥဆောင်ပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ် ကွာကြီးတို့ပရိုက်တာဖွဲ့ဟာအခုလိုဒုက္ခသည်တွေကိုသူချင်းတွေနဲ့ဖျော်ပြပေးနေတယ်လို့တစ်ဖက်မှာလည်းဒုက္ခသည်တွေကိုအခမဲ့စေကူတာမှုတွေလည်းလှုပ်ဆောင်နေပါတယ်ခင်ဗျာအန္နာရာပုဂ္ဂိုလ်ဇာနေတပတ်လဲ

လေးဝိုင်းခိုင်ပြင်းတော့လားဆိုင်ရှင်ပြင်းမချပြင်းမမတို့ရောင်းလာမယ်